အားလုံးပဲမင်္ဂလာပါခင်ဗျာအဲကျွန်တော်ရဲ့ Hand Podcast Channel ကနေကြိုဆိုလိုက်ပါရစေအဲဒီအပိုင်းကျွန်တော်စာနည်းနည်းပြန်ဖတ်ဖြစ်တယ်ဟိုကျွန်တော်ကိုလည်းပရိသတ်တယောက်ကနေပြီးတော့တောင်းဆိုထားတဲ့ဒီ content လေးတခုရှိတာပေါ့နော်ဆိုတော့ကျွန်တော်လည်းဒါကိုပြောသင့်မပြောသင့်တော်တော်လေးစဉ်းစားလိုက်ရတယ်စဉ်းစားပြီးတော့ကျွန်တော်တရားလေးလာတယ်တရားလေးလာစာရေးတရားဖတ်ပြီးတော့မှအဲဒီအရကိုဒီ content လေးကိုလုတ်လိုက်တာပါဆိုတော့အဲကျွန်တော်ဒီနေ့ပြောချင်တဲ့ဟာလေးကတော့ခေါင်းစဉ်အတိုင်းပဲကျွန်တော်တို့ လူငယ်တွေအနေနဲ့တည်တဲ့ဒီ300နဲ့ပတ်သက်တဲ့စီရင်ထုံးတဲ့ဒီဥပဒေပေါ့နော်ဒီအကြောင်းလေးကိုကျွန်တော်ပြန်ပြီးတော့ knowledge sharing လုပ်တာပါဆိုတော့ဒါလေးကိုကျွန်တော်မပြောခင်မှာကျွန်တော်ရဲ့ဒီ point of view နဲ့ကျွန်တော်ရဲ့ခံယူချက်အကြောင်းကိုအရင်ဆုံးကျွန်တော်ပြောခြင်းတပါတယ်။ဘာလို့ဆိုတော့ကျွန်တော်ဒီအောင်ပြောတဲ့ခါမှာနည်းနည်းအငင်းပွားစရာလေးတွေစိတ်ထဲတစ်မျိုးလေးထင်သွားနိုင်တဲ့ကိစ္စလေးရှိလို့ဒီအားလေးကိုကျွန်တော်အရင်ဆုံးရှင်းပြတာပါ။ဆိုတော့ကိုဟတ်အနေနဲ့ ဒီ၃ခုခုဆိုရင်တော့အများသောအဖြစ်ကကျွန်တော်တို့လိင်တူဆိုပြီးတော့သိကြတယ်ကျွန်တော်တို့ရဲ့ဒီပတ်ဝန်းကျင်တွေမှာဆိုလဲ LGBT အရေးနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေလည်းရှိသလို LGBT ကိုလက်မခံတဲ့လူတိုင်းဝိုင်းတချို့လည်းရှိကြပါသေးတယ်ဆိုတော့အဲကျွန်တော်အမြင်ကိုဒီဟာကိုပြောရမယ်ဆိုရင် ပေါ့အရင်ဆုံးကျွန်တော်ရှင်းပြရမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ LGBT ကို ထောက်ခံတယ်လည်းမဟုတ်ဘူးမထောက်ခံဘူးလည်းမဟုတ်ဘူး LGBT မဟုတ်လို့ဘယ်သူပဲဖြစ်နေပေါ့နော် အဲကျွန်တော်တို့လူပုဂ္ဂိုလ်တယောက်အနေနဲ့ကိုယ့်ရဲ့နေထိုင်မှု ကိုယ့်ရဲ့အပြုမူကပဝန်းကျင်ကို အနောက်ရှက်ပေးလားမပေးလားနဲ့ပဲကျွန်တော်ကတော့တိုင်ပါတယ်ဥပမာပဝန်းကျင်ဆိုတာကျွန်တော်ရဲ့တူဒီ POV ပေါ့ point of view အနေနဲ့ဆိုရင်ကျွန်တော်ကို အနောက်ရှက်ပေးတဲ့သူကယောက်ျားဖြစ်စေမိန်းကလေးဖြစ်စေယောက်ျားချင်းစိတ်ဝင်စားတဲ့သူဖြစ်စေမိန်းကလေးချင်းစိတ်ဝင်စားတဲ့သူဖြစ်စေကျွန်တော်အနေနဲ့ကကိုယ့်ကိုအနောက်ရှက်တာမပေးရင်ကိုယ့်ကိုအနောက်ရှက်မပေးရင် ်ပတ်ဝန်းကျင်ကိုနောက်ရက်မပေးရင်ကို့အတွက်နေရထိုင်ရမခက်စေဘူးဆိုရင်ကျွန်တော်အနေနဲ့အဆင်ပြေတယ်အဲလူပုဂ္ဂိုလ်တယောက်ရဲ့အချင်းစာရိတာနဲ့ ethic ကိုပဲကြည်ပြီးတော့ကျွန်တော်ကတော့လက်ခံတယ်ဆိုတော့ဟို LGBT ကိုမုန်းတာလည်းမရှိဘူးချစ်တာလည်းမရှိဘူးအဲခုနပြောသလိုပဲသူ့ရဲ့အမူကျင့်ပေါ်မူတည်ပြီးပဲကျွန်တော်ရဲ့အဲပြန်ပြီးတော့လက်ခံနိုင်စွမ်းပြန်ပြီးတော့ကျွန်တော်ဘက်ကလေးစားမှုကိုပြန်ပြီးတော့ပြပါရယ်ဆိုတော့ဒါလေးကိုအရင်ဆုံးကျွန်တော်ကအဲ ပြောချင်ပါတယ်။ဘာလို့ဆိုတော့တမျိုးထင်သွားနိုင်တယ်။ဒီကိစ္စကိုပြောတဲ့အခါမှာလည်းအဲတချို့တွေကနည်းနည်း sensitive ဖြစ်တဲ့လူတွေ serious ဖြစ်တဲ့လူတွေကအဲကျွန်တော်ကဒီပေါ်ကိုမုန်းလို့ဒါမှမဟုတ်ဒီပေါ်မှာကျွန်တော်ကအဲစိတ်ခံစားချက်တစ်ခုခုရှိနေလို့ဒီလိုမျိုးတုံ့ပြန်နေလို့ထင်သွားနိုင်လို့ပါကျွန်တော်ဒါကိုအရင်ဆုံးပြောတာပါခုနပြောဆိုအမုန်းနာကြီးချစ်တာတွေမရှိဘူးကျွန်တော်အခုပြောပြပေးမယ်ဒီ၃ခုခုပုံမှန်နဲ့စီရင်တုံး တဲ့ဒီစီရင်တုံးဒီအကြောင်းလေးရပါဘောเนาะဒါကျွန်တော်ပြောပြပေးမယ့်အကြောင်းလေးက officially ဒီဥပဒေရတော့ဒီတရားဝင်ကိုချပြထားတယ်ကျွန်တော်တယောက်တည်းမဟုတ်ဘဲနဲ့အများသူငါလည်းသွားပြီးတော့လေ့လာလို့ရတယ်ဖတ်လို့ရတယ်ကိုယ်နဲ့နှိဆက်ရာစာအုပ်ဆိုင်တွေမှာဥပဒေနဲ့ပတ်သက်တဲ့စာအုပ်တွေရှိရင်လည်းဒီအရာတွေကိုရှာပြီးတော့လေ့လာလို့ရတယ်အဲကျွန်တော်ပတ်ဝန်းကျင်ကကြားတဲ့ဟာမျိုးဒါမှမဟုတ်ကျွန်တော်ရဲ့စိတ်ထဲတတိပုဂ္ဂလထင်တဲ့အရာမျိုးကိုကျွန်တော် ပြောပြသွားမှာမဟုတ်ဘူးစာအုပ်ထဲအတိုင်းဒါမှမဟုတ်ကျွန်တော်တို့ဒီနိုင်ငံရဲ့ဥပဒေတရားဝင်ချထားတဲ့ပုံစံအတိုင်းပဲကျွန်တော်ကပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့စိတ်ရှင်းရှင်းနဲ့နားထောင်လို့ရတယ်ဆိုတာလေးကိုကျွန်တော်ကအရင်ဆုံးအာမခံတာပါဆိုတော့အဲကျွန်တော်ဆက်ပြီးတော့ပြောပြပေးပါမယ်ဆိုတော့ကျွန်တော်ကိုညီငယ်တယောက်ကမေးလာတဲ့ဟာကဘာလဲဆိုတော့သူကိုယ်တိုင်လည်းဒီ LGBT နဲ့ပတ်သက်တဲ့ title အောက်မှာရှိနေတယ်။ तू ကယောက်ျားလေးချင်းစိတ်ဝင်စားတဲ့သူတယောက်ပေါ့နော်။ဆိုတော့ သူ့အနေနဲ့ကအဟိုဘယ်လိုခေါ်မလဲပုံမှန်လိုပဲကျွန်တော်တို့ဒီ normal ဒီလိုမျိုးနေထိုင်ရင်းထဲမှာသူ့စိတ်ထဲမှာဒီဟာကိုလည်းသူသိကျင်တယ်အာဒီဟာကိုလည်းကိုဟန့်အနေနဲ့ပြောပြပေးရင်သူတို့လိုလူငယ်တွေဒီ LGBT တိုက်တွေအောက်မှာရှိနေတဲ့လူငယ်တွေဒါမှမဟုတ်ဒါကိုလေးလာခြင်းတဲ့လူငယ်တွေအားလုံးအာတီးခွင့်ရရင်ကောင်းမယ်ဆိုတာမျိုးကျွန်တော်ကိုပြောလာရတဲ့အတွက်ကျွန်တော်ကိုယ်တိုင်လည်းတောင်းဝန်ယူမှုတောင်းဝန်ခံမှုနဲ့ပေါ့လေစာရီဖတ်ရတဲ့ အဲပြီးရင်ကျွန်တော်ဒီဟာနဲ့တကယ်ကျွမ်းကျင်တဲ့တကယ်ဟိုဥပဒေပညာရှင်ကိုလည်းကျွန်တော်မေးပြီးတော့ဟိုလေ့လာပြီးတော့မှဒါကိုပြပြပေးတာဖြစ်ပါတယ်ဆိုတော့အရင်ဦးဆုံးပထမဦးဆုံးပြောလိုက်တဲ့ဥစ္စာမှာနည်းနည်းလေး sensitive ဖြစ်သွားနိုင်တယ်ဆိုတော့ LGBT ကကျွန်တော်နိုင်ငံမှာတရားဝင်လာလို့ပြောရင် ကျွန်တော်တို့နှလုံးသားနဲ့ပေါ့လေလူပုဂ္ဂိုလ်အနေနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာလေဒီယောက်ျားလေးချင်းစိတ်ဝင်စားတဲ့သူတွေမိန်းကလေးချင်းစိတ်ဝင်စားတဲ့သူတွေ LGBT title အောက်မှာရှိနေတဲ့သူတွေကအများကြီးပါကျွန်တော်ငယ်စဉ်တည်းကတွေ့ခဲ့ရတဲ့ဟိုးရင်တော့လည်းရှိခဲ့တယ်အခုထက်တိလည်းရှိတယ်အခုဆိုရင်တဖြည်းဖြည်းနဲ့ကိုကျွန်တော်တို့ဒီ social media တွေပေါ်နဲ့ကျွန်တော်လူမှုပတ်ဝန်းကျင်မှာ normalize ဖြစ်နေတယ်ပုံမှန်လိုဖြစ်နေပါပြီဆိုတော့ကျွန်တော်အနေနဲ့လည်းပြောရဲပတ်ဝန်းကျင်အလုပ်ငန်းခွင်တွေမှာကျွန်တော် ပတ်သက်ပတ်သက်ချောင်းတွေမှာ ီလိုမျိုး LGBT ရှိတဲ့အခါမှာလည်းကျောင်းအနေနဲ့ပုံမှန်လိုပဲအလုပ်လုပ်လို့ကောင်းတဲ့သူတွေရှိတယ်တကယ်ကိုဒီကျွန်တော်တို့ရဲ့ပတ်သက်ပတ်သက်ရောလုပ်ငန်းခွင်တွေမှာကျွမ်းကျွမ်းကျင်ကျင်နဲ့လုပ်ငန်းလုပ်ကင်နေတဲ့သူတွေရှိတယ်ပြီးရင်ဒီအက်သစ်နဲ့အညီပေါ့လေဒီလူချင်းဝတ်နဲ့အညီနေထိုင်တဲ့သူတွေလည်းအများကြီးရှိတယ်လို့အာလူချင်းဝတ်နဲ့မညီဘဲနဲ့အဲကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာအနောက်ရက်ဖြစ်တဲ့လူဒန်းစားတချို့လည်းဒါရှိတတ်ပါတယ်ဆိုတော့ ဒီဟာကကျွန်တော်တို့ကဟိုဒီ LGBT မှမဟုတ်ဘူးယောက်ျားဖြစ်စီမိန်းမဖြစ်စီဘယ်သူမျိုးဆိုဖြစ်စီဒါသူနေထိုင်တဲ့သူ့ရဲ့ပုံမှန်ဒါအကျင့်စရိုက်တစ်ခုဖြစ်ပြီးတော့အဲကျွန်တော်တို့ကဒီ gender နဲ့သွားပြီးတော့မရောဘူးအရင်ဆုံးအတိပေးခြင်း ਨੇ တချို့တွေကရှိတယ်ဗျာယောက်ျားလေးချင်းစိတ်ဝင်စားတဲ့သူတယောက်ကနည်းနည်းလေးသူ့မှာချုပ်ရင်းချက်ရှိပြီဆိုရင်ဒီဟာက gender issue ဒီ ဒီယောက်ျားလေးချင်းစိတ်ဝင်စားလို့သူကတောင်း main ကလေးစိတ်ဝင်နေလို့ဒီလိုမျိုးလောက်တာဆိုတော့အဟိုခေါင်းစဉ်မျိုး ਨੇ လူတယောက်ကိုတွားပြီးတော့ဟိုဆွဆွဲလိုက်တာမျိုးရှိတယ်အမှန်တော့မဆိုင်ပါဘူးလူတယောက်နဲ့တယောက်နဲ့မှာကောင်းတဲ့ချက်ရှိသလိုမကောင်းတဲ့ချက်ရှိတယ်ဒါလေးကိုမျက်လုံးနဲ့မြင်အောင်ကျွန်တော်ကအရင်ဆုံးပြောပြပေးရပါโอเคအဲ့တော့၃ခုခုပုံမှန်ဒီလူဒီဟိုဘယ်လိုခေါ်လဲလိန်တူလိန်တူဒီလိုလူများတိထားတဲ့ပုံစံကတော့ဒါလိန်တူ နဲ့ပတ်သက်တဲ့ပုံမှားလို့တည်ထားတာပေါ့နော်ဆိုတော့အကြေတုံးကိုကျွန်တော်ပြန်ပြီးပြောပြရမယ်ဆိုရင်ကျွန်တော်လေ့လာထားတဲ့အတိုင်းဆိုရင်သူချပြထားတာကကျွန်တော်တို့ကသုံးခုခုပုံမှားကလိန်တူတစ်မျိုးတည်းမဟုတ်ပါဘူးကျွန်တော်တို့ဓမ္မတာပေါ့လေကျွန်တော်တို့ဒီအာကျွန်တော်လူလူချင်းတန်ဝါသားပြုတဲ့အခါမှာအာကျွန်တော်ဓမ္မတာကိုကြော်လွန်သွားတဲ့အရာမျိုးဓမ္မတာမဟုတ်တဲ့ဒီတန်ဝါသားပြုတဲ့ပုံစံမျိုးအာကျွန်တော်ဟိုတိုက်ရိုက်နားလည်အောင်ပြောမယ်ဆိုရင်လိန်ဆက်ဆံတဲ့ဟာမျိုးက ်တမတာမဟုတ်ဘူး normal မဟုတ်ဘဲနဲ့ normal ကိုလမ်းချောင်းကိုချော်ပြီးတော့အဲတခြားနီလန်းမျိုးနဲ့အဲပြုလုပ်တဲ့ပြုကျင့်တဲ့အခါမှာဒီ300ကဝင်ပါတယ်ဥပမာအဲကျွန်တော်တို့ယောက်ျားလေးဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့ law အရဆိုရင်အဲလက်ရှိချိန်ကြီးကယောက်ျားလေးဒီ main ကလေးနဲ့ပဲတန်ဝါသာပြုရမယ် main ကလေးဒီယောက်ျားလေးနဲ့ပဲတန်ဝါသာပြုရမယ်အဲဥပမာယောက်ျားလေးချင်းတန်ဝါသာပြုတာ၄ မိန်ကလေးချင်းတန်ဝန်သားပြုရတယ်ပြီးရင်ကျွန်တော်တို့အဲလူတဦးတယောက်နဲ့ဒီတရိษံနဲ့ဗောလေတချို့တွေကဒီလိုစိုက်ကိုတွေလည်းရှိပါတယ်ဆိုတော့လူတယောက်နဲ့တယောက်မှာဒီလိမ်မိုင်းဆိုင်နဲ့ပတ်သက်ပြီးတော့စိတ်အာသာပြေတဲ့ထူးခြားတဲ့အချက်တွေလည်းအများကြီးရှိကြတယ်တချို့တွေဆိုရင်အဲဘယ်လိုခေါ်လဲကျွန်တော်တို့အယုတ်တွေနဲ့တောင်မှဖြစ်တဲ့သူတွေရှိတယ်အဲပလတ်စတစ်နဲ့ထိလို့အဲစိတ်ဖြစ်တာမျိုးကြီးရှိတယ်ဒါမျိုးစုံရှိရပါဗောလေ အဲ့တော့ဒီဒီဒီလိုကျွန်တော်တို့ပုံမှန်တန်ဝါသားပြုတာမျိုးမဟုတ်ဘဲနဲ့ယောက်ျားလေးချင်းမိန်းကလေးချင်း trade channel ပြုလုပ်တာတွေဒါမျိုးတွေဆိုရင် illegal ဖြစ်တယ်ပြီးရင် ကျွန်တော်တို့ normal တတဝါတွေကျွန်တော်တို့လူတွေ normal တန်ဝါသားပြုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အဲအဲ့လိုမျိုးကျွန်တော်တို့နောက်ပိုင်းဆိုရင်ပွင့်လင်းလာကြပါပြီအဲကျွန်တော်တို့ကကျိုးတွေနဲ့တုတ်ပြီးတော့အဲ့လိုမျိုးပုံမှန်မဟုတ်တဲ့ဟာမျိုးတွေနဲ့ပြုလုပ်တာတွေဆိုရင်လည်းညှိတယ်အဲ ဒါမျိုးတွေဆိုရင်လည်းတတိထားဖို့လိုတယ်ဆိုတော့ကိုပြောချင်ပါတယ်ဆိုတော့သူဒီမှာစာအုပ်ထဲအတိုင်းကျွန်တော်နားလည်အောင်ဖတ်ပြရမယ်ဆိုရင်သူကအကျုံးဝင်ဒီအင်္ဂါရက်များဆိုပြီးတော့၄ချက်ရေးထားတယ်၁ချက်ကတရားခံသည်ယောက်ျားနဲ့ဖြစ်စီမိန်းမနဲ့ဖြစ်စီတိရစ္ဆာန်နဲ့ဖြစ်စီကာမဆက်ဆက်ခြင်းကိုပြုခြင်းနှစ်ကထိုသို့ပြုခြင်းမှာဓမ္မတာနဲ့ဆန့်ကျင်နေခြင်းသုံးကတော့တရားခံသည်မိမိအလိုလျောက်ပြုခြင်းလေးကတော့တရားခံ၏အင်္ဂါဇက်က ြုခံရသူဤအင်္ဂါဇက်အတွင်းသို့ဝင်မိခြင်းဒီဟာ၄ဆိုရင်ကျွန်တော်တို့အကျုံးဝင်တယ်အပြစ်ဒဏ်ကရောကိုဟန်ဘလောက်ထိကြာနိုင်လဲဘလို့တွေဖြစ်ဖြစ်လာနိုင်လဲဆိုရင်တော့ကျွန်တော်ကဒါကတတိကိုထားရမယ်လူငယ်တွေတိကိုတည်တည်တယ်လို့ထင်လို့ကျွန်တော်ထားဟို sharing လုပ်တာဆိုတော့ဒီဟာကိုပြုမှုကျူးလွန်ပြီဆိုရင်ရဲက normal တိုင်းပုံမှန်ဖမ်းမယ်ဆိုရင်ဒီဟာကဝရန်ထုတ်ပြီးထုတ်ပြီးတော့မှဖမ်းတယ်ဒါပေမဲ့ရဲကိုယ်တိုင်ကဒါပြုမှုမြောက်လို့ဖမ်းမယ်ဆိုရင်ဝရန်တော့မလိုဘူး အာမခံမပေးဘူးနှစ်ဖက်ကြည်အေးလို့မရဘူးပြီးရင်ပြစ်ဒဏ်သည်တသက်တကြွန်းဒဏ်ဖြစ်စေ10နှစ်ထိထောင်ဒဏ်အပြင်ငွေဒဏ်နဲ့ပါကြာတင်တဲ့အထိပြစ်မှုဟာရှိပါတယ်ဆိုတော့ဟိုအရန်ကြီးကြောက်ရမလားဆိုရင်တော့လေကြောက်ဆရာမလို့ဒါပေမဲ့လူငယ်နေနဲ့ကျွန်တော်တို့ဥပဒေနဲ့တမိုင်းတွေကိုကိုယ်နိုင်ငံမှာရှိတဲ့တမိုင်းတွေအစင်လာတွေနဲ့ဥပဒေတွေကိုတည်ထားတင်တယ်လို့ထင်တယ်လို့ကျွန်တော်ကတော့မြင်တယ်အဲ့ဒါလေးကိုကျွန်တော်ကချက်ပြပေးတယ်ဆိုတော့ဒါကသူတို့သတ်မှတ်ထားတဲ့ ပြစ်မှုဒီဒီကြခံရမယ်အရာပေါ့နော်အဆက်လက်ပြီးတော့ကျွန်တော်ကပြောမယ်ဆိုရင်1996ခုနှစ်လောက်မှာ ဖြစ်ခဲ့တဲ့ဒီနိုင်ငံတော်ကိုယ်တိုင်ကစာအုပ်နဲ့ဒီစီရင်တုံးတဲ့ကိုမှ officially အများသူကလေ့လာလို့ရအောင် ကိုချပြပေးထားတဲ့အမှုတစ်ခုရှိပါတယ်ဒါကျွန်တော်တို့စီရင်တုံးပေါ့လေဆိုတော့ရှိပါတယ် ဲ့ဒါကတော့ तू อ่ะ तू อ่ะဘလောက်ထိ official ချပြပေးထားလဲဆိုရင်ကျူးလွန်နေသူနဲ့ပြမှုကျူးလွန်ခံရတဲ့အဲသူရဲ့နာမည်တွေကိုပါ तू အတိအကျထည့်ပေးထားတာဒါပေမဲ့ကျွန်တော်ကတော့ဒီ channel မှာတော့ကျွန်တော်ဓာကြီးကိုပြောမယ်ပြောဖို့အစင်မပြေဘူးကျွန်တော်အနေနဲ့လည်းပြောခြင်းစိတ်မရှိဘူးဘာလို့နာမည်ကိုကျွန်တော်အနေနဲ့ပြောရတဲ့အခါမှာသူတို့ဘက်ကတော့တရားဝင်ချပြရတယ်ဆိုပေမဲ့ကျွန်တော်စိတ်ထဲမှာတော့အဲကျွန်တော်အနေနဲ့ဒါကိုစောင့်ထိန်သင့်သေးတယ်လို့ထင်ပါတယ်ဆိုတော့အဲအကြောင်း အဲစိတ်အချင်းမပြေဖြစ်သွားရင်လည်းခွင့်လွတ်ပေးဖို့ပြောချင်တယ်ဆိုတော့သူက officially ဒီမှာဗာပြထားလဲဆိုရင်ဒီပြစ်မှုတစ်ခုဆိုရင်96ခုနှစ်မှာဖြစ်သွားတာဗောနော်1996ခုနှစ်မှာကျွန်တော်တို့ဖုန်ကြီးចောင်းတစ်ခုမှာဖြစ်သွားတာသူကចောင်းကတော့ကျွန်တော်အမြင်ကျွန်တော်အမြင်ကတော့နှစ်ထပ်ရှိမယ်ထင်ပါတယ်ကျွန်တော်တို့ကအပေါ်ဓာတ်မှာဒီចောင်းထိုင်နေတယ်အောက်ထပ်မှာကကျွန်တော်တို့အဲចောင်းဆောင်မှာစာကြက်တဲ့ကိုရင်နေစာချကိုရော်နေထိုင်နေလို့ ခံမှန်ရပါတယ်ဆိုတော့အဲအောက်ထပ်မှာဒီကျွန်တော်တို့ရဲ့ဘုံကြီးချောင်းရဲ့အောက်ထပ်မှာအဲကိုရင်လေးကစာကြက်နေတယ်စာကြက်နေတဲ့ချိန်မှာကျွန်တော်တို့အဲအเจ้าမှာသူကចောင်းနိုင်ကပူးတွဲရှိရပါဆိုတော့ပူးတွဲတဲ့ကတဘာဖြစ်တဲ့ចောင်းနိုင်ဆရာတော်ကအောက်ထပ်ကိုသွားတယ်စာချကိုရိုရီဂျားတဲ့ကမှာအဲကိုရင်လေးတဘာကိုသူ့ရဲ့အပေါ်တဲ့ចောင်းဆောင်လေးကို ခေါ်သွားပါတယ်ခေါ်သွားပြီးတဲ့အခါမှာကိုရင်လေးကိုအဲဝင်ရုံမှောက်ခိုင်းပြီးတော့ သူရဲ့စိတ်အာသာပြဖို့အတွက်တန်ဝါသာပြုကျင့်ပါတယ်ပြုကျင့်တဲ့အခါမှာကျွန်တော်တို့ကယောက်ျားလေးချင်းပေါ့လေယောက်ျားချင်းဖြစ်တဲ့အတွက်ဒီကိုရင်လေးရဲ့အဲဒီနောက်နောက်အင်္ဂါလေးပေါ့နော်ဒီဆအိုကနာလာတယ်ပေါ့နာတယ်ဒဏ်ရာဖြစ်သွားတယ် damage ဖြစ်သွားတယ် damage ဖြစ်တဲ့အခါမှာကိုရင်လေးကမခံမရနိုင်ဖြစ်သွားပြီးတော့သူ့ရဲ့ဖခင်ကိုတွားပြီးတော့တိုင်ကြပါတယ်သူ့ရဲ့ဖခင်ကဒါကိုသိလိုက်တာနဲ့ပဲတော်ဝင်ရှိရတဲ့သူတွေကို ခေါ်ပြီးတော့ဒီမှာလဲတာဝန်ရှိတဲ့သူတွေရဲ့နာမည်တွေကိုသူကအတိအကျကိုရေးထားတယ်။ဘယ်မျိုးနဲ့ဘသူရဲ့ဘသူဆိုတာကိုရေးထားတယ်။ဒါပေမဲ့ကျွန်တော်တို့ဒါတွေကိုပြောပြသွားမှာမဟုတ်ပါဘူး။အာဆိုတော့ထားပါတော့အဲ့လိုမျိုးသူကသွားပြီးတော့တိုင်တယ်။တိုင်တဲ့အခါမှာအာကိုရင်လေးကိုမေးမြန်းတဲ့အခါမှာကိုရင်လေးကအာသူ့မှာ damage ဖြစ်သွားတယ်။အဲသူ့မှာညင်းပိုင်ခွင့်မရှိခဲ့ဘူးအဲသူ့ကိုအဲ့လိုမျိုးခိုင်းပြီးတော့လှုပ်ခိုင်းတယ်နောက်တစ်ခုက လွန်ခဲ့တဲ့ဒီကာလအတွင်းရပ်ပိုင်းအတွင်းမှာရင်ကိုပဲကိုရင်လေးကနေရောညရောဒီเจ้าနိုင်ဖုန်ကြီးရဲ့အဲတန်ဝါသာအတင်းကျပ်အတန်တန်ဝါသာပြုခြင်းကိုခံခဲ့ရတယ်ဆိုတာမျိုးကိုတိုင်ကြားလာပါတယ်။တိုင်ကြားလာခါမှာအဲကိုရင်လေးရဲ့ဖခင်နဲ့အတူတာဝန်ရှိတဲ့သူတွေအားလုံးကအဲဒီเจ้าနိုင်ရှိကိုတွားပြီးတော့အအေးယူဖို့အတွက်တွားခဲ့ပါတယ်။တွားတဲ့ခါမှာเจ้าနိုင်က "तू आ पू ड्वे เจ้าနိုင်ဖြစ်တဲ့အတွက်သူ့ကို အဲတဘာတဲ့ဒီကြောင်းကတဘာတဲ့ကြောင်းနိုင်ဖြစ်ခြင်းလို့ဒါကသူ့ကိုတတ်တတ်ဆွဆွဲတာဖြစ်ကြောင်းပြန်ပြီးတော့ပြောခဲ့ပါတယ်ပြောတဲ့အခါမှာဒီတောင်ဝင်ရှိသူတွေနဲ့အဲတောင်ဝင်ရှိသူဒီအဲ့ကာလမှာဒီကိဋ္ဌအကြီးကိုကင်တွဲတဲ့သူတွေကစစ်ဆီးတဲ့အခါမှာဒီကြောင်းတိုင်ရဲ့အဲသင်္ကန်းနဲ့သင်္ကန်းမှာအဲကျွန်တော်တို့ယောက်ျားလေးတွေမှာအဲကျွန်တော်တန်ဝါသားပြုတ်ပြီးတဲ့အခါမှာထွက်လေရှိတယ်ဒီတုတ် တုတ်ပြီးတုတ်ဖို့တွေးခဲ့ပါတယ်စစ်စီးတဲ့ခါမှာတုတ်ဖို့တွေးခဲ့တယ်တွေးခဲ့တဲ့ခါမှာလည်းအဲသူက IT ကိုညင်းနေတော့မယ်ဒါပေမဲ့ကျွန်တော်တို့ဘေးဘဝင်ချင်းရဲ့ဒီအချက်လက်တွေနဲ့ဒီတက်သေးတွေထွက်ထားတဲ့ဟာတွေကိုပြန်လဲပြီးတော့စုစည်းလိုက်တဲ့ခါမှာအဲဒီကြောင်းနိုင်ဖုန်ကြီးကပြစ်မှုကျူးလွန်ထားတယ်ဆိုတော့ကိုလုံလောက်တဲ့အထီးဖြစ်သွားပါတယ်လုံလောက်ထီလုံလောက်တဲ့အထီးဖြစ်တဲ့အထွတ်အဲကျွန်တော်တို့အယူခံဝင်တဲ့ခါမှာပုံမှန်339နဲ့ဒီပြစ်မှုကလွတ်ကြောင်းကို အမိန့်ချထားတဲ့ အရာကိုပယ်ဖြတ်ပြီးတော့ပုံမှန်300ခွန်းနဲ့ထောင်တန်းတနစ်ကိုကျစီခဲ့ပါတယ်ဆိုတော့ဒီဟာက officially ချပြပေးခဲ့တဲ့ဒီပြစ်မှုအကြောင်းဖြစ်တယ်ဒီကိစ္စက1996မှာဖြစ်ခဲ့တာပြထန်းလိုက်တဲ့အချိန်မှာတော့1998နဲ့1998မှာအာပြထန်းခဲ့တယ်အာပြစ်မှုအမှတ်ကတော့ဒါအယူခံဘက်က content နဲ့1998မှာ officially ဒီဟာကိုချပြခဲ့တာဖြစ်ပါတယ်ဆိုတော့ဟိုဒီဟာလေးကိုပြောခြင်းအပြင်အချို့တွေကသိချင်တာလေးရှိတယ်ကျွန်တော်တို့တွေအလိုတူတယ်ရောယောက်ျားလေးချင်းအလိုတူတယ်အဲ့လိုမျိုးဆိုရင်ရောအပြစ်မှုကဒီ illegal ကနေ legal ဖြစ်နိုင်လားလို့ပြောတဲ့အခါမှာဟိုဒီလိုပြောလို့ကျွန်တော်ကတတိထားမယ်လို့ကျွန်တော်ကပြောပြတာပါပတ်ဝန်းကျင်မှာလည်းဒါကြီးကအရင်ကြေတုံးတော့မရှိတော့ဘူးအကုန်လုံး normal လို့ဖြစ်နေပြီအဲဒါကတော့ကျွန်တော်ရှေ့နောက်စိတ်ရင်ကိုတိမဲ့ထင်ပါတယ်ဆိုတော့ အဲသူတို့ချင်းနားလည်မှုယူတယ်သဘောတူညီပြီးတော့ဒီလိုမျိုးယောက်ျားလေးချင်းတန်ဝါသားပြုရင် မိန်းကလေးချင်းတန်ဝါသားပြုရင်ရောမရဘူးလားလို့မေးလာရင်တော့ဘယ်သူမှမသိရင်တော့ရတာပေါ့လေဒါပေမဲ့လည်းအာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဒီပြမှုကိုနားလည်တဲ့သူဒါမှမဟုတ်ဒီကိစ္စအရေးနဲ့ပတ်သက်ပြီး serious ဖြစ်တဲ့လူဒါမှမဟုတ်တာဝန်ရှိတဲ့သူတွေကသာအဲကိုက social media မှာ video ဒါမှမဟုတ် ဓာတ်ပုံတွေတင်တဲ့အခါမှာဒါတွေကတက်သေးဖြစ်သွားတတ်ပါတယ်ဆိုတော့လူငယ်တွေညီငယ်ညီမငယ်တွေကိုကလက်ရှိ LGBT တိုက်တောအောက်မှာရှိနေတယ်ကိုကဒီတဲက gender တစ်ခုခုဖြစ်နေတယ်ဆိုရင်အကူကတော့ဟိုတတိထားဖို့အသိပေးခြင်းနဲ့ကျွန်တော်တို့ဘယ်လိုခေါ်မလဲဘလောက်ပဲကျွန်တော်တို့လောစင်မှာနိုင်ငံအာကျွန်တော်တို့ဒီကဘာကြီးမှာခင်မိနေပဲပဲပြောပြောအော်ကျွန်တော်တို့ဘလိုပဲလွတ်လပ်ခွင့် normalize တွေဖြစ်နေတယ်ပဲပြောပြောကိုနေတဲ့ကိုရဲ့လက်ရှိ ဒီနိုင်ငံဒီ logo မှာကချမှတ်ထားတဲ့ဥပဒေရှိတဲ့တော့တတိထားဖို့ကျွန်တော်ကတော့အတိပေးချင်ပါတယ်ညီငယ်ညီမငယ်တွေကိုအာဘယ်လိုခေါ်မလဲနီးပညာကြောင့်တိုးတက်သွားတာရှိလို့နီးပညာကြောင့်ပြန်ပြီးတော့ဒုက္ခရောက်သွားတာရှိတယ်ကိုကတော့ပုံမှန် normal လိုပဲဒါငါလွတ်လပ်ခွင့်လို့ထင်ပြီးတော့ဓာတ်ပုံနေဗီဒီယိုတွေတင်ပြီးတဲ့အခါမှာကိုကိုမလိုတဲ့သူခုနပြောဆိုဒါမဟုတ်အာကိုကိုမလိုတဲ့သူဥပဒေရေးရကိုနားလေတဲ့သူဒါမဟုတ် အဲတာဝန်ရှိတဲ့အရာရှိပုံကူတူဦးဒါမှမဟုတ်ဒီအရာနဲ့ပတ်သက်ပြီးတော့ဒီရေးကို serious ဖြစ်တဲ့သူတွေဒါအဲကိုကိုဟိုအရေးယူတယ်ဆိုရင်ဒါက illegal ဖြစ်နေတယ်ဆိုတာကိုအတိပေးခြင်းဖြစ်ပါတယ်ဆိုတော့အဲဒါလေးကိုနားထောင်ရင်းနဲ့လေပြည်သက်တွေကအဲမျက်လုံးနဲ့မြင်ပြီးတော့သိနာလေသွားလိမ့်မယ်လို့ထင်ပါတယ်ဟောကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကျင်မှာ gender ကယောက်ျားလေးဖြစ်စီမိန်းကလေးဖြစ်စီ ယောက်ျားချင်းစိတ်ဝင်စားတဲ့လူပုဂ္ဂိုလ်ဖြစ်စေမိန်းကလေးချင်းစိတ်ဝင်စားတဲ့လူပုဂ္ဂိုလ်ဖြစ်စေအာကိုယ့်ရဲ့အကျင့်စာရိတ္တနဲ့ကိုယ့်ရဲ့အတ္တကမှန်ကန်နေရဆိုရင်ကိုယ်ပဲချမ်းသာပဲဖြစ်ဖြစ်အကောင်းမွန်ဆုံးနေထိုင်လို့ရတယ်ကျွန်တော်တို့ရဲ့အဲဒီနေစဉ်ပြဿနာတွေမှာလည်းဒီဂျန္နာကိုအတုံးချပြီးတော့ဒီဂျန္နာကြောင့်ဆိုတာမျိုးခေါင်းစဉ်တက်တဲ့ပြဿနာတွေရှိတာကြောင့်ဒါတွေကလည်းမဖြစ်သင့်ဘူးလို့ကျွန်တော်ကတော့ကျွန်တော်အမြင်ကိုပြောချင်ပါတယ် အဲဘဘူးဘေဝါကူမဒုက္ခမပေးဘူးဘဘူးဘောဘေဝါကူမလည်းအနောက်ရှက်မဖြစ်ဘူးဆိုရင်ဒီလူတွေဒီလူတွေဒီလူတွေဆိုတာဟာကောင်းမွန်တဲ့သူတွေအားလုံးဖြစ်နိုင်တယ်ဆိုတာကိုအဲကျွန်တော်တစ်ချက်ထောက်ပြပေးချင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ပရိသတ်တွေအနေနဲ့ကလည်းကိုသိချင်တဲ့ဒီဥပရေရေးရာပဲဖြစ်ဖြစ်လူပုဂ္ဂိုလ်တစ်ခုပဲဖြစ်ဖြစ်အဲကိုသိချင်တဲ့အရာလေးရှိရင်လည်းဒါမှမဟုတ်ကျွန်တော်အပြင် ဒီဗီဒီယိုကို ကြည့်တဲ့ viewer တွေကိုပဲဖြစ်ဖြစ် knowledge လေး sharing လုပ်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယို comment အောက်မှာဝင်ရောက်ပြီးတော့ဆွေးနွေးလို့ရတယ်ဝင်ရောက်ပြီးတော့အာချပြပေးလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကြောင့်လူပုံကိုတူဦးပဲဖြစ်ဖြစ်လူပုံကိုအများကြီးပဲဖြစ်ဖြစ်အကျိုးမြတ်ဇုံတရားအတိအမြင်တစ်ခုခုပွင့်လင်းသွားရဲဆိုရင်ကျွန်တော်ဒီ content လောက်ပါကျိုးနှက်ပါတယ်လို့ပြောနေတယ်ပဲဒီနေ့ podcast လေးကိုဒီဗီဒီယိုလေးကိုဒီမှာပဲ ျင်းနာဝင်ပြုပါခင်ဗျာအားလုံးပဲဒါပြောရှင်တဲ့နေ့လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေ